ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရအတွက်ရှမာဂုခရစ်ဝင်ခန်းကြီး73အပိုင်ငယ်32မှာ33ထိုးအချိန်နာဤကိုက ခမီးတော်မှတပါ အပေသူမြမသိကောင်းငင်တမန်များမသိတားတော်လည်းမသိထိုးအချိန်ကာလသည် အပေခါ၌ရောက်မည်ကိုသင်တို့မသိသောကြောင့်တတိပြု၍ဆုတောင်းလျက် စောင့်နေကြလောဒီနှုတ်ကပတ်တော်ကတော့သခင်ရှုခွတ်တော်ဖျားတပံပြန်ကြွလာမယ့်အချိန်အ ayi ကိုတဲ့ခမီးတော်မှတပါဘယ်သူမှမသိဘူးကောင်းငွေတမန်ကြီးလည်းမသိဘူးတားတော်လည်းမသိဘူးလို့ဖော်ပြပါတယ်အဲဒီနှုတ်ကပတ်တော်ကိုတချို့ကသခင်ရှုခွတ်တော်ဖျားကဖျားဖြစ်လျက်နဲ့သူပြန်လဲကြွလာမယ့်အချိန်ကိုသူကိုယ်တိုင်တော့မသိဘူးလို့ဘာလို့ပြောရတာလဲသခင်ရှုကဖျားဆိုရင်တော့ ိရမှာပေါ့လို့တချို့ကစောတကတက်ပါတယ်တကယ်တော့သခင်ရှုက तू မသိဘူးလို့ပြောရတဲ့အကြောင်းရင်းကလူစာတိခံထားသောကြောင့်ဖြစ်ပါတယ်လူစာတိခံထားသောကြောင့်သူရဲ့လှုပ်ဆောင်မှုတွေအားလုံးသူရဲ့လှုပ်တဲ့အရာတွေအားလုံးကသူ့သဘောတိုင်းမဟုတ်ဘဲနဲ့ခမည်းတော်ရဲ့သဘောတိုင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့သခင်ရှုကလူစာတိခံထားတဲ့အချိန်ကာလဖြစ်သောကြောင့်သူတဖန်ပြန်ကြွလာမယ့်အချိန်ကို သူလည်းမသိဘူးဆိုပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့သားတော်မသိဘူးဆိုတဲ့အတိတ်ပဲကသခင်ရှုသည်လူစားတိခံထားသောအချိန်ကာလဖြစ်တော့ကြောင့်မသိဘူးလို့ပြောရခြင်းဖြစ်ပါတယ်။ထိုအချိန်ကာလအဘယ်ခါ၌ရောက်မည်ကိုတဲ့ကျွန်တော်တို့မသိတဲ့အတွက်ကြောင့်တဲ့တတိပြုပြီးတော့ဆုတောင်းလျက်စောင့်နေကြပါလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါမှမဟုတ်သခင်ရှုကြွလာခြင်းကအဖြစ်ပြက်နှစ်ရက်ဖြစ်ပါတယ်။ ။သခင်ရှုကြွလာခြင်းပထမဖြစ်ရကတော့ rapture ဆိုတဲ့ခြိဆောင်ခြင်းဖြစ်ရဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဝိညာဏခန္ဓာကိုအဖြစ်ကောင်းငင်တို့အရှင်လက်လက်ခြိဆောင်သိမ့်ဆဲခြင်းခံရမယ်။သေလွန်သောသူတွေကောင်းငင်ကရောက်တဲ့သူတို့ရဲ့အသက်ဝိညာဉ်နဲ့သူတို့ရဲ့မြေကြီးမှာကြံခဲ့တဲ့ရုပ်ခန္ဓာကဝိညာဏခန္ဓာကိုဖြစ်ပြောင်းပြီးတော့ထိုနှစ်ခုပေါင်းဆက်ပြီးတော့အာကာသကောင်းငင်ကိုကျွန်တော်တို့နဲ့အတူခြိဆောင်သိမ့်ဆဲခြင်းခံရမယ်။ဖြစ်ရတစ်ခုဖြစ်ပါတယ် အဲ့ဒီချီဆောင်ခြင်းရက်ချယ်မှာတော့သခင်ရှုကမြေကြီးပေါ်ကိုမကြွဘူးဟိုးအာဂါသကောင်းမြင်မှာပဲရှိမယ်လို့သမချန်းစာအဖြစ်သိရပါတယ်သခင်ရှုရဲ့ကြွလာခြင်းဒုတိယဖြစ်ရကတော့မြေကြီးပေါ်ကိုကြွလာခြင်းဖြစ်တယ်တန်လွင်တောင်ကိုခြေချမယ်ဆိုတဲ့ဖြစ်ရဖြစ်ပါတယ်ဒါကြောင့်မို့သခင်ရှုခရတော်ဘုရားပြန်ကြွလာမယ်အချိန်တိုင်းဘယ်သူမှမသိဘူးဒါကြောင့်မို့သတိပြုပြီးတော့စောင့်နေပါဆိုတဲ့အကြောင်းကိုသမချန်းစာမှာတွေ့ရပါတယ်တချို့ကလည်း အခုလိုမျိုးတဘာဝပေးအန်ရည်တွေစစ်ပေးတွေအမျိုးမျိုးသောအစာငတ်မှုခေါင်းမာခြင်းတွေဒီလိုဘေးအန်ရည်တွေကဘာကြီးပေါ်မှာများပြားလာတဲ့အခါမှာသခင်ရှုပြန်ကြွလာတော့မယ်ဆိုပြီးတော့ဘာမှမလုပ်တော့ဘူးငါတို့ဖျားသခင်ကိုဝယ်ထိုင်ဆောင်နေတော့မယ်ဆိုပြီးတော့လွဲမားတဲ့အတွေးခေါ်အယူဆတွေလည်းရှိပါတယ်တကယ်တော့သခင်ဘုရားကိုစောင့်နေဖို့ဆိုတဲ့အခါမှာဒီတိုင်းထိုင်ဆောင်နေဖို့မဟုတ်ပါဘူး ကြောင်းတက်တဲ့သူကလည်းငါကြောင်းမတက်တော့ဘူးသခင်ရှုကိုပဲထိုင်ဆောင်တော့မယ်အလုံးလုံးတဲ့သူကလည်းငါအလုံးမလုံးတော့ဘူးသခင်ရှုကိုပဲထိုင်ဆောင်တော့မယ်သခင်ရှုပြန်ကြွလာတော့မယ်ဘာမှမလုပ်တော့ဘဲနဲ့ဒီတိုင်းထိုင်ဆောင်နေဖို့မဟုတ်ပါဘူးတမန်ကျမ်းစာကပြောပါတယ်တတိပြုပြီးတော့ဆုတောင်းလျက်စောင့်နေပါအတိတ်ဘယ်ကတော့မိမိအသက်တာကိုပြင်ဆင်ပြီးတော့သခင်ဖျားပြန်ကြွလာတဲ့အချိန်အထိဆုတောင်းပြီးတော့စောင့်နေဖို့ဖြစ်ပါလေတနည်းအားဖြင့်မိမိရဲ့လှုပ်ဆောင်စရာရှိသည့်များကိုလှုပ်ဆောင်ပြီးတော့ဖျားသခင်အတွက်ကျွန်တော်တို့ ောင်းစွာသောအသက်ရှင်ခြင်းနဲ့အလင်းလင်းခြင်းအဖြစ်လောကီထဲမှာသခင်ရှုကို မသိသေးတဲ့သူတွေကိုမိတ်ဆက်ပေးခြင်းအဖြစ်ကျွန်တော်တို့ကလှုပ်ဆောင်ပြီးတော့အလုတ်လုတ်ပြီးတော့စောင့်နေဖို့ဖြစ်ပါတယ်အဲ့ဒီလှုပ်လုတ်တဲ့ခါမှာလောကအလုတ်တွေထဲမှာပဲနစ်မြုပ်နေဖို့မဟုတ်ဘဲနဲ့တမာတတိရှိပြီးတော့စောင့်နေဖို့ဖြစ်တယ်ဒါကြောင့်တမာကျမ်းစာကပြောလို့ဆိုတော့တမာတတိရှိလျက်မအိပ်ပဲစောင့်နေပါကျွန်တော်တို့ရဲ့ယန္တုစာနာမဏတ်ကဟောက်တော့ခြင်းသိကဲ့သို့အဘေသူကို မြို့ဝမလဲဆိုတာကိုလှည့်လည်လည်ရှိတယ်။ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကိုသခင်ရှုပြန်ကြွလာခြင်းအချိန်ကိုစောင့်တဲ့အခါမှာဘာလုံးမှမလုပ်ဘဲနဲ့ဒီတိုင်းထိုင်ဆောင်နေဖို့မဟုတ်ပါဘူး။တမာတတိရှိပြီးတော့မိမိအသက်တာကိုပြင်ဆင်ပြီးတော့ဆုတောင်းလည်းစောင့်နေဖို့ဖြစ်ပါတယ်။မအိပ်ပဲစောင့်နေပါလို့ပြောတဲ့အခါမှာတမာကျန်းစာကိုတိုက်ရိုက်ယူဖို့မဟုတ်ပါဘူး။အနှစ်သာရကိုယူဖို့ဖြစ်တယ်။မအိပ်ပဲဆိုတော့ကအာညာဘက်တွေမအိပ်တော့ဘဲနဲ့ဒီတိုင်းသခင်ရှုကိုထိုင်ဆောင်နေမယ်ဒါမျိုးပြောချင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ဝิญဉ်ရေးရအတ္တမအိပ်ပဲနဲ့ဝิญဉ်ရေးရအတ္တမှာအိပ်ပျော်နေတဲ့အတ္တမှာဟုတ်ပဲနဲ့အမြဲတမ်းနိုးကြားပြီးတော့အမြဲတမ်းနိုးထပြီးတော့ကျွန်တော်တို့ရဲ့ဝิญဉ်ရေးရအတ္တမှာဖယားသခင်နဲ့နေစဉ်အဆက်အသွယ်လုပ်ပြီးတော့အတ္တကိုပြင်ဆင်ပြီးတော့စောင့်နေဖို့ဖြစ်ပါတယ်ဒီနေ့နိုးကြားတယ်နိုးထတယ်ဆိုတာက ကခုံချီးမွှန်းနေမှာနိုးကြားတာနိုးထတယ်လို့မဆိုလိုပါဘူးဒီနေ့ကျွန်တော်ဝิญဉေရမှာနိုးထတယ်နိုးကြတယ်ဆိုတာကဖះရနဲ့နေ့စဉ်အဆက်အသွယ်ရှိပြီးတော့ ထိုဘုရားသခင်ရဲ့ပြုပြင်မှုအတိုင်းကျွန်တော်တို့ကသိနေသောအတ္တဒါအိတ်နေသောဝိညာဉ်ရေးအတ္တဒါမဟုတ်ပဲနဲ့အမြဲတမ်းနှုတ်ထရှင်သန်နေပြီးတော့ထိုဘုရားနဲ့အဆက်အသွယ်ပြုပြီးတော့နေ့စဉ်သွာလာနေသောအတ္တဒါကိုဆုလိုပါတယ်တချို့ကခရိယန်တွေကတခုခုဖြစ်ပြီးဆိုရင်အာကဘာကြီးမှာပြဿနာတက်ပြီးတခုခုစစ်ပွဲတွေတဘာဝဘေးရန်တွေဖြစ်ပြီးဆိုရင်သခင်ယူပြန်ကြွလာတော့မယ်ပြန်ကြွလာတော့မယ်လို့ပဲပြောနေတာပါဆိုပြီးတော့သခင်ဖရားရဲ့ပြန်ကြွလာခြင်းကိုမထီမဲမပြုတဲ့သူတွေလည်း ရှိပါတယ်။တခင်ရှုရဲ့ပြန်ကြွလာခြင်းကိုမထီမဲ့မင်ပြုတဲ့သူတွေလည်းကဲ့ရဲ့ခြင်းနဲ့တကွပေါ်လာလိမ့်မယ်လို့တမန်ကျမ်းစာမှာဖော်ပြပြီးသားဖြစ်ပါတယ်။ရှင်ပေတုဩဝါဒစာဒုတိယဆောင်အခန်းကြီး3အပိုင်းငယ်3ဝနဲ့4မှာရှေးဥစွာသိမှတ်အပ်သောအရာဟုမူကားနောက်ဆုံးသောကာလ၌ပြည့်ရဲ့ပြုတ်တသောသူတို့သည်မိမိတို့တတ်မှတ်ခြင်းအတိုင်းကျင့်နေ၍သခင်ဖျားကြွလာမိဟူသောဂတိတော်သည်အပေမှာရှိသည်နီ ဘိုးဘေးများအိပ်ပျော်သည်နောက်ခတ်သိမ်းသောအရာတို့သည်ဖန်ဆင်းစားကဖြစ်တဲ့ကဲ့သို့ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်ကဲ့ရဲ့ခြင်းနဲ့တကွပေါ်လာကြလိမ့်မည်။တမချန်းသာကကြိုပြောပြီးသားပါ။သခင်ဖျားပြန်ကြွလာမယ်အချိန်နာရီဘယ်မှာလဲအဲ့ဒီဂရီတော်ကဘယ်မှာလဲ။ဟာဒီလိုပါပဲစစ်ပွဲတွေကကဘာမှာဖြစ်လိုက်ပြက်လိုက်တဘာဝဘေးရန်တွေတွေကလည်းဟိုးတုံးတွေကဖြစ်တာပါပဲ။ ိုးဖေးတွေအိပ်ပျော်ပြီးနောက်ခတ်သိန်းတော်ရကဟိုးဖန်စင်းစားလို့ပဲဒီလိုပဲဖြစ်မြဲဖြစ်တာပဲဆိုပြီးတော့ကဲ့ရဲ့ခြင်းနဲ့တကွပေါ်လာမယ်ဆိုတဲ့အကြောင်းကိုတမချန်းသာကကြိုပြီးတော့ပြောထားပြီးသားပါဒါကြောင့်မို့ချစ်သောရောက်စီတိုင်းတင်းနေကျွန်တော်ရဲ့အသက်တာကတော့သခင်ဖျားပြန်ကြွလာခြင်းအပေါ်မှာဒီတိုင်းထိုင်ဆောင်နေတော့ဘာမှမလုပ်ဘဲနဲ့ထိုင်ဆောင်နေတော့အသက်တာမဖြစ်စေဘဲနဲ့သခင်ဖျားပြန်ကြွလာခြင်းက မဟုတ်တော့ပါဘူးမရှိတော့ပါဘူးအားလုံးကဒီလိုပဲဖြစ်မြဲဖြစ်နေတာပဲဆိုပြီးတော့ပြည့်ရည်ပြူတော်သူတဲမှာလဲမပါဖို့အရေးကြီးပါတယ်။သခင်ဖျား ပြန်ကြွလာခြင်းကိုတမာတတိရှိလျက်မအိပ်ပဲစောင့်နေဖို့ဖြစ်ပါတယ်။မအိပ်ပဲလို့ပြောတဲ့အခါမှာသင်ရဲ့ဝိညာဉ်ရေးရာကိုပြောခြင်းဖြစ်ပါတယ်။ သင်ရဲ့ဝိညာဉ်ရေးရာမှာအမြဲတမ်းနှိုးကြပြီးတော့ဖခင်နဲ့နေစဉ်အဆက်ရှိပြီးတော့ထိုဖခင်သခင်နဲ့တွာလာခြင်းအပြင်တမာတရီရှိလေသခင်ဖခင်ရဲ့ပြန်ကြွလာခြင်းကိုဆူတောင်းလေအတ္တကိုပြင်ဆင်ပြီးတော့စောင့်မျှော်တတ်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ